တာချီလိမ့်မျိုး၌ကပအုပ်ဆုံးလာထိန်သိမ်းရင်းနေထိမ့်မှန်အခမ်းအနားကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။2025ခုနှစ်စက်တင်ဘာလ16ရက်နေ့တွင်ကြာရောက်သည့်ကပအုပ်ဆုံးလာထိန်သိမ်းရင်းနေအခမ်းအနားကိုယနေ့နေ့နဲ့ပိုင်းကရှမ်းပြည်နယ်ရှိပိုင်းတာချီလိမ့်မျိုးအခြေခံပညာအထက်တန်းကျောင်းကိုမေဟုတ်ရှိတန်လွင်ခမ်းမ၌ကျင်းပခဲ့ပါတယ်။အခမ်းအနားတွင်ခရိုင်ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာနက လက်ထောက်ညွန်ကြားရေးမှူးဦးလွန်မိုးထက်ကအဖွင့်မှစကားပြောကြပြီးဦးစည်းရာရှိဒေါ်အေးဝင်းသူကကမ္ဘာဦးဆုံးလွှာထိန်းသိမ်းရေးနေ့ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့်ဦးဆုံးလွှာကာကွယ်ရေးသိပ္ပံပညာဖြင့်တကမ္ဘာလုံးမြင့်တင်ဆောင်ရွက်ပေးဟုသောဆောင်ပုဒ်နှင့်ကမ္ဘာဦးဆုံးလွှာထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းတိမတ်ဖွယ်ရာများကိုရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက်တယန်ဇာတနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကပေးပို့လာသော ကပ္ပအိုဆုံးလွားထိန်းသိမ်းရေးနေအထိမ်းမှဗီဒီယိုကလစ်ကိုပြသခဲ့ပြီးကပ္ပအိုဆုံးလွားထိန်းသိမ်းရေးနေအထိမ်းမှစာရေးစာကုန်းပြိုင်ပွဲတွင်ဆုရရှိသောကျောင်းသားကျောင်းသူများကိုခရိုင်ပညာရေးမှူးဒေါခင်ဝင်းကြည်နှင့်တာဝန်ရှိသူများကဂုဏ်ပြုစုများအသီးသီးပေးအပ်ကြီးမြင့်ခဲ့ကြကြောင်းသိရှိရပါသည်ခမညာ